ဒီနေ့ဒီတစ်ခေါက်တော့မလို့ဆိုရင်လက်ကြည့်ပါဦးစိတ်ညစ်ပါတယ်ဆိုရင်လည်းတူတူကျတဲ့ဖြစ်နေရအဲ့စပင်ဟဲ့တဲ့မိန်းမအရန်ကဲအနားလေးတွေအနားလေးတွေဒီနေ့ခေါက်ဆွဲတော့သွားစားတာခေါက်ဆွဲတော့အလုံးမဲမင်္ဂလာပါ ားလုံးမဲ့မင်္ဂလာပါနော်မင်္ဂလာပါလို့တောက်ဆက်ပါတယ်ကဲဒီနေ့ကန်ထူးရှင်ဘာလို့ဖြစ်မလဲပေါ့နော်ကန်ထူးရှင်ဒီနေ့ကထိုင်းထီထွက်မယ်ပေါ့နော်ထိုင်းထီထွက်မယ်အဲ့ဒီကိုပြဿနာရှိအနေမှာဒီနေ့ဥစားဗာလဲ knock out လာပါလားဒီနေ့ကမြန်မာပေါ့နော်ရွှေထီမြန်မာဆိုင်မှာတွားပြီးတော့ဒီနေ့ရောက်ရဲ့အိတ်လာပြီးတော့ ငါအဲကွန်ရှော့လာမယ်အဲကွန်တော့အေးတာတော့အေးတော့လည်းအေးလို့ဒီအဲကွန်တစ်ခုကလည်းပူတော့လည်းပူလို့ဒီနေ့အဲ့လားမြန်မာဆိုင်ကနေရွှေတီးပေါ့နော်ရွှေရွှေတီးဆိုတဲ့မြန်မာမြန်မာဆိုင်မှာသွားပြီးတော့အတုတ်သွားစားတာခောက်ဆွဲတုတ်စားတော့မှာအဲ့ဒါအန်တီမျိုးသားတော့သူကဟိုဗာလဲရှမ်းခောက်ဆွဲရှမ်းခောက်ဆွဲသူစားတော့ ပထမဆုံးခြေသူရှမ်းကောင်ဆွဲစားတော့သူကြိုက်သွားတယ်ရမ်းကောင်းတာပဲတဲ့နင်လောက်တက်သလားတဲ့ရှမ်းကောင်ဆဲရှမ်းကောင်ဆိုတော့ငါမလောက်တက်ဘူးလို့ခောက်ဆွဲသုတ်ပဲတော့နော်လောက်တက်တယ်ပေါ့နော်အဲ့မှာမြန်မာတွေအများကြီးပဲအဲ့ဒီမှာပဲပြုတ်နန်းပြားအဲစမူစာအကုန်အကုန်ရတယ်အဲ့မှာအခုပဲစားပြီးတော့ပြန်လာပါတယ်လို့နော်ပြန်လာပြီးတော့အဲ့ဒီကလို့အမြင်နဲ့တခုဆိုလို့ရှင်လေ ဟိုတွေးတာပေါ့နော်အတွေးတွေဝင်တက်တာပေါ့နော်တခုဆိုလို့ရှိရင်ကွာအဲမလုပ်တော့မှဆိုလို့ရှိရင်အတွေးတွေဝင်ပြီးတော့စဉ်းစားတာပေါ့အခုဆိုကွာအရန်ပူတယ်နော်အရန်ပူတယ်မခံနိုင်ဘူးဟိုဒီမှာအခုကအက်ကွန်လေးရှိရောအက်ကွန်ထဲမှာပေါ့နော်အေးတော့တော်သေးတယ်အပြင်ထွက်လို့ရှိရင်39ဒီဂရီကအရန်ပူလွန်အားကြီးတယ်မခံနိုင်ဘူးပေါ့နော်အမြင်နဲ့ဘယ်လိုခံစားရလဲဆိုတော့ ကိုယ့်အကူကိုတွေးတာပေါ့နော်ငါတို့လူလောကမှာလူလောကမှာငါတို့နေနေတာအယမ်းပူနေတယ်ပေါ့နော်နေရအယမ်းပူအကောနဲ့မှတော့အေးတာပေါ့ငါတို့တည်များတည်သွားလို့ကောင်းမှုကုသိုလ်မလုပ်ခဲ့လို့ရှင်ဗုဒ္ဓဘာသာမှာလည်းငရဲဆိုတာရှိတယ်ခရစ်ယာန်မှာလည်းငရဲဆိုတာရှိတယ်နော်ငါတို့ကောင်းမှုကုသိုလ်များမလုပ်ခဲ့လို့တည်သွားလို့ရှင်ငရဲတွေမှသွားရတာဘယ်လိုမှမနေမသိဘူးပေါ့နော် ဟုတ်လားလောလောဆယ်ဆယ်ကွာလောလောဆယ်ဆယ်ဒီအပူတောင်ခံရတာလေမခံနိုင်ဘူးကွာဟုတ်တယ်ဟုတ်အဲကောင်လည်းဝင်တော့အမလေးအေးလေတာကောင်းလိုက်တာအပြင်မှာထွက်အိုးပူလို့ချွေးတွေထွက်မျက်နှာတွေလည်းအစီရေပြန်ကြည့်မကောက်ဒါမဲ့နင်ရနေ့လောကရဲ့အပူကိုခံရတာကခဏတာပဲပေါ့နော်တေသွားလို့ကိုကောင်းမှုကုသမလုပ်ခဲ့လို့အဲ့ခံမယ်ငရေရ အဲ့ထက်ပိုပူတယ်အရင်တရားချတာမဟုတ်ဘူးเนาะဒါဒါကအန်ဒီပါမအန်ဒီအန်ဒီကလွယ်ရှောက်တွေးနေပါဗောဒါဆိုတော့အန်ဒီကကော့ကတိကော့ကိုဒါဆိုရင်ငါမသေးခင်လေးမှာငါကောက်မှုကိုတို့လိုရမယ်သူတပားကိုစစ်စင်းရမလို့ရဘူးသူတပားပေါ်မှာမယုံမှာဘူးအဲဗောနောကိုပေါ်အတက်နိုင်ဆုံးဗောနောလူလူချင်း ဟိုယူသေးယူသေးလေးစားရမယ်အဲ့ record ကိုကိုတွေးတာပေါ့နော်ဘာကြောင့်လဲဆိုတော့ယခုလက်ရှိခံနေရတဲ့နေပူရောမတို့မခံနိုင်တာပေါ့နော်နေပူရောမတို့အပူရောမခံနိုင်တာငရေရေများတော့တော့ငါမလွယ်ဘူးပေါ့နော်အဲတွေးမိတွေးရတွေးတာပါလို့ပြီးတော့ဒီနေ့သူများကပြောထိုင်းထီ3နိုင်ထွက်မယ်တဲ့နောက်ထပ်ဘလောက်လဲခဏအခုဒီမှာက3နိုင်နဲ့55ဆိုတော့အားလုံးထိုင်းထူထိုင်းထီထိုးထားတော့သူများ ကံကောင်းကြပါစေလို့အန်တီအပါဝင်ပေါ့နော်အန်တီလက်ထာနေထိုးထားတယ်ဒီလားခါကြလို့ရစိတ်ကူးရင်ကလူလောကကြီးကကိုကိုဘွားခါကြစိတ်ကူးရင်ကအတိအယစိတ်ကူးရင်တာခါလို့ကြလို့ရှင်လဲစိတ်ကူးရင်ပြီးတော့ဖြစ်တဲ့အရာတွေလည်းရှိသလိုစိတ်ကူးရင်ပြီးတော့မဖြစ်တဲ့အရာတွေလည်းရှိတယ်အဲ့ဒါစိတ်ကူးရင်ပြီးတော့ဖြစ်တဲ့အရာတွေတော့ကြောင့်လေကိုကြိုးစားလို့ရတာပြောတာပေါ့နော်စိတ်ကူးရင်ပြီးတော့မဖြစ်တဲ့အရာတွေလည်းခါကြအော်ငါကကုတုကမပါသေးပါလားပေါ့ဒါမဲ့ စိတ်ကူးရင်ပြီးတော့ကုသံနေတချို့ကြလဲဟိုဘာဘလို့ခေါ့မလဲစိတ်ကူးရင်နေဆိုတာကလည်းဟိုကြည့်ချက်ရင်ပေါ့နော်ဟိုငါဘေးရင်နဲ့ဘေးရင်သားနဲ့ငါလက်ထပ်ပါခြင်းနဲ့လက်ချက်လက်ထက်ချင်မှာဆိုစိတ်ကူးရင်ဖြစ်နိုင်တယ်နော်ကိုတကယ်စိတ်ကူးရင်ထားရဘာအရာလဲပေါ့ဖြစ်တင်တာလားဖြစ်ဖြစ်ထိုက်သလားပေါ့နော်ကိုယ့်ကိုယ်ကိုပဲပြန်စဉ်းစားရတာပေါ့နော်ဒီနေ့တော့အရာနဲ့အတုတ်သွားစားပြီးတော့ပြန်လာလမ်းမှာရှာအောင်အရင်စဉ်းစားအော်ဒီနေ့ငါတောင်းနေငါတို့ရေမိုးချိုးပြီးတော့ပြန်ရမယ်ပေါ့နော် ။အကြိုက်ငါတို့ပြန်တော့မယ်။အိမ်ပြန်မယ်ဆိုတော့မပြန်ကြလို့ရှိရင်တော့ဆွေရင်ပြန်ရောက်ပြီ။အဲရောက်လို့ရှိရင်တော့ထုံးစံတိုင်းပေါ့နော်။အန်ဒီရဲ့ထုံးစံတိုင်းအန်ဒီအပင်လေးတွေကိုကြီးမယ်။အဲရွှေမာလေးကိုစားစရာတွေပေးမယ်။ပြီးရင်အနာယူမယ်။အဲပြီးအဲ့ဥစ္စာအဲ့ချိန်တွေကကြောင်းမြန်နေဖြစ်အောင်မသိလား။အမြဲတမ်းကြောင်းမြန်ဆန်ခတ်ဖြစ်တယ်လေ။အဲပြီးလို့ရှိရင်တော့မလုပ်မလဲဆိုတော့အဲ ညနေပိုင်းလေးအားလို့ရှင်ဖျားချောင်းလဲသွားချင်သွားပေါ့နော်ချွေမနဲ့စကားပြောပေါ့နော်အဲအချိန်နေရမတူရတဲ့ကြောင့်တော့စောစီအချိန်လဲအိတ်သွားလိမ့်မယ်ပြီးတော့အင်္ဂါနေ့ကျတော့အလုပ်ပြန်ဆာဆင်းပေါ့နော်အလုပ်ပြန်ဆာဆင်းဘာဖြစ်သွားလဲဆိုတော့ဒီဒီပေါ့နော်ကိုလှုပ်ရမယ့်အလုပ်တစ်ခါပြန်ပြီးတော့ဆင်းရပြန်ကောဘဝကြီးရောငါအင်းအလုပ်ပြန်ဆင်းရတော့မယ်ကဲတနေ့ ပြန်ဆောက်အောင်ဟဲ့ပေါ့နော်ပြီးလို့ရှိရင်တော့တစ်နှစ်ပေါ့နော်အချိန်ကတော့အခုလောဆယ်မှာအရင်အချိန်ကုန်မြန်တယ်အဲတစ်နှစ်ပြန်ဆောက်နောက်နှစ်ပြန်လာဆိုတော့ဒါပေမဲ့ဖြစ်ချင်တော့ဒီနေ့အဲ့ဒီအဲ့ဒီရွှေတီးမှာပေါ့နော် ရွှေတီးမှာသဆာတော့မြမတချင်းပေါ့နော်မြမမြမတကြံတချင်းနေဖွင့်တော့အော်စကြံလွန်လိုက်တာလို့အဲ့ဒီကိုတိုင်းကလည်းတကူးလာမှာမွေးတာဆိုတော့နော်ရှေးလာအန်တီမွေးနေဆိုတော့တကူးလာမှာမွေးတဲ့သူကတကြံတချင်းနေကြ အရင်လေဟိုသချမ်း feeling ကဖြစ်လာအောင်သချမ်းဟောငါမစိုးအဲ့ဒီသချမ်းပြတ်မလာကြပြီမြန်မာပြည်မြန်မာပြည်သချမ်းကိုမတွေ့ရနှစ်ပေါင်းမနေတော့ဆယ်နှစ်တော့မကတော့ဘူးပေါ့နော်လွမ်းလာပေါ့နော်မြန်မာလူမျိုးဖြစ်တဲ့သူတိုင်းကမြန်မာသချမ်းကိုချစ်တယ်မြန်မာလူမျိုးဖြစ်တဲ့သူတိုင်းကမြန်မာမဟင်းကားကိုကြိုက်တယ်နော်မြန်မာလူမျိုးဖြစ်လို့ရှိရင်လက်ဖက်သက်ကိုကြိုက်တယ်ငပိရေးကြိုက်တယ်ဒါကဟို ပြောဥစားဗီဒီမင်းစရာမလို့ကွာဒီမြန်မာလူမျိုးဖြစ်ကြတဲ့ကြာမြန်မာအစားအစာကိုကြိုက်တာတော့လူတိုင်းပဲလीနော်ဒီလိုပဲမြန်မာ tradition ဖြစ်တဲ့သကြံတို့သတင်းချွတ်တို့ဒီဇိုင်းနိုင်းတို့လူတိုင်းကြိုက်တယ်ဟုတ်တယ်ဟုတ်ပြောချင်တာကမြန်မာဖြစ်တဲ့ကြောင့်တကယ်မြမရဲ့ဟိုပေါ်ယဉ်ကျေးမှုတွေကိုလည်းငါတို့တွေမေးလို့လည်းမရဘူးပေါ့နော်မြန်မာသည်မြန်မာပဲပေါ့နော်အဲ့ဒီပြောချင်တာ ဒါနည်းအနေနဲ့မှာတချင်းနေကြတော့အော်ငါနောက်နေကြလို့ရှင်ငါပြန်လာရင်ကောင်းမလားပေါ့နော်ဒါပေမဲ့တကြံပြန်လာတော့ဘာလို့မထိုင်းတကြံနဲ့မြန်မာတကြံတော့မတူဘူးပေါ့နော်ထိုင်းတကြံကအနေကြုံမှုပါတယ်ဒါပထရအပထရဒီဘန်ကောက်မှာပေါ့နော်ဟိုသူတို့ကဘာသူတို့အင်ရှင်မှာရှိတယ်ဆိုတော့စုကိုဖိမှာပေါ့တော်တော်ရေတွေပတ်ကြရဲအချင်းချင်းစောကြရဲအဲ့လောက်ပဲတည်လားဟိုငါတို့တကြံနဲ့ချာကားကြီးနဲ့ရှောက်ပတ်ကြတာလည်းမမှတ်မိလားတကြံဆိုလို့ရှိရင်တို့ကားကြီးနဲ့ရှောက်သွားပြီးတော့ခါရဲဟို မန္တတိုင်းမှာလိုက်ပြီးတော့တချင်းဆိုရာတွေလိုက်ကြည့်ဒုစချံနဲ့ထိုင်းစချံတော့꽈တာပေါ့နော်ဆိုတော့ကိုကကိုစချံကိုလွမ်းမိမဲ့ဒါမဲ့ပြန်လာခဲ့ပြန်ပြန်လာခဲ့ရင်လည်းအရန်ပေါ့နော်ဒီဧပြီလဆိုအရန်ပူတယ်နော်ပူတော့ခဏရှိပါမလားပေါ့ဒါကတော့အလေးပြန်လာဆိုဟိုဟာ40ဒီဂရီတောင်ဆိုမခံနိုင်ဘူးအောက်ကြည့်ကြတော့ဒါမဲ့ကြည့်အောင်ပေါ့နော်စချံမကြုံရတာလည်းကြာပြီဆိုတော့ဆိုတော့အဲ့ဒီအတွေ့အထိမှာဒီအများကြီးပဲပေါ့နော်အဲ့လိုပဲပြန်ကန်နေဆိုရင်အဲ့ဒီအတွေ့အထိအရန်တွေ့ရပါပဲ တောင်းတွေးမြောက်တွေးအဲပြန်လာခြင်းတဲ့စိတ်ကလည်းအလိုပေါ်အော်ငါနောက်တစ်နေ့ပြန်ထပ်ဆောင်ရအောင်မယ်နေ့ချင်းမှတော့ငါပြန်ဆောင်ရအောင်မယ်ဟိုဒီနေ့ချင်းမှတော့ငါအလုပ်လုပ်ရအောင်မယ်သိမလားအဲ့အတွေ့ပြန်တွေးပြီးတော့အားရင်ပြန်ထည့်နေရခါကြတော့ငါလည်းပင်စစောစောလေးလိုချင်တာပေါ့အဲ့လိုမျိုးစိတ်ကဖြစ်လာပြီဆိုလို့ချင်းငါထီပေါက်စိတ်ကောင်းမှာပဲအဲငါထီပါပေါက်လို့ကတော့လုံးမတော့ဘူးပေါ့နော်သွားထိုင်းမှာပဲအနာကြီးရောပေါ့ဒါမဲ့ကိုယ့်ကိုယ်ကိုတွေးတာပါပေါ့နော်ငါထီကအဲ့အဲ့ကြတော့ဟိုဒါက ထိပေါက်တယ်ဆိုတာလိုတဲ့ကိစ္စမဟုတ်ဘူးเนาะဒါတကယ့်ကိုကုသူကအရှမ်းကောင်းတဲ့သူမှထိပေါက်ကြတာလीเนาะတောင်တန်လူကထိပေါက်ဖို့ဆိုတာမလွယ်ဘူးလीเนาะဆန်နီကလောစိတ်ကူးလေးလဲယင်းတာဖြစ်တင်တာတွေမဖြစ်ချင်တာတွေရောမဖြစ်ချင်တာတွေရောခါကြလို့ရှင်ပေါ့ကိုယ့်ရဲ့စိတ်ကူးအိမ်မှာအိမ်မှာခလေးထဲမှာပတ်စံမပေးရဘူးလीစိတ်ကူးရင်ဆိုတာပတ်စံမပေးရတော့မြင်းညာတော့ယင်းမယ်အန်ဒီကတော့အန်တယင်းတိုက်ပြီးတော့ရှောက်တွေးနေရတော့တိလားအဲကြောင့်မလို့ပြောချင်ပါတယ်အားလုံးပေါ့နော် ဒီနေ့အလေးပေါ့သတင်းတွေဖတ်တာပေါ့သတင်းတွေဖတ်တဲ့အခါမှာစိတ်ရင်ဆရာသတင်းတွေပါတာပဲမြန်မာပြည်သတင်းတွေဆိုလည်းမျိုးမျိုးဖတ်နေရတော့စိတ်ရင်တဲ့အခါကျတော့ရှာဟိုနဘာဖြစ်တယ်ဒီနဘာဖြစ်တယ်သတင်းဖတ်အောင်ခလလလာမြန်မာပြည်သတင်းဖတ်အောင်ခလလဟိုရင်မဟုတ်တော့ဘူးသတင်းတွေကတော့ကြနေဟိုအဖြစ်လိုက်တော့ကြနေဒီအဖြစ်လိုက်ဟဲ့ပူပူတော့လည်းပူတော့လည်းပူသူ့အဲကောင်ကလည်းမထိန်နိုင်ဘူးတော့ပူတော့လည်းပူလို့အေးတော့လည်းအေးလို့စိတ်ရင်ပါတယ်ဆိုတော့အနေနဲ့ဒီနေ့ ပြန်လာပြီးအထုပ်တွေကထုတ်ပြီးသွားပါပြီရှင်အန်တီထုပ်တွေထုတ်ပြီးသွားပြီထုပ်ကလည်းအရန်လေးတယ်အန်တီကြောဘုတ်အိတ်ပဲ6ကီလိုခွဲရှိတယ်အဲ့အပြင်ကိုလက်ဆွဲအိတ်ကလည်းရှိသေးတယ်2ကီလိုတော့ရှိသေးတယ်ပြီးတော့ suitcase ကလည်း24ကီလိုခွဲပါ limit က25တော့လင်းညာညာမျှထည့်ပေါ့နော်ဒါမှတချို့ပါပစ္စည်းမှတိမ်မပါသေးဘူးဆိုတော့ကုပြမ်းမယ်ဆိုတော့ပြန်ပါတော့အချိန်တန်ရင်အိမ်ပြန်ရတယ်ဟုတ်တယ်ဟုတ် မဲ့အဲ့လိုအချိန်တိုင်အိမ်ပြန်နေလို့ပြောတဲ့ခါမှာသာရအိမ်တော့မပြန်သေးဘူးသာရအိမ်ကတော့ဒါကတော့အလုံးတည်မယ်တည်တဲ့အချိန်ပဲပေါ့နော်ကိုယ်တည်ရင်သွားမယ့်နေရာဒါကိုသာရအိမ်ပဲပေါ့နော် loss အိမ်ပြန်တော့အဲ့ဒီဆိုရင်အိမ်အန်ဒီပြန်မယ်လေနော်အဲ့ဒီအိမ်မှာဟိုမှာဆိုအိမ်အိမ်ပြန်မယ်လုပ်ပြီးပြန်လုပ်ရမယ်သာရအိမ်ကြတော့ပြန်လာတဲ့ရက်ကမရှိတော့ဘူးเนาะပြန်လာဖို့မရှိတော့ဘူးဒါထားရရင်သက်ချင်းပဲအဲ့အိမ်ကတော့ ရသက်ပံအိမ်ဖြစ်တဲ့ကြောင့်ကိုမသိကိုတော့ပါသွားမယ့်အရာတွေเนาะအဲ့ဒါတွေကိုကစဉ်းစားပြီးတော့ဟိုလှုပ်သိမ့်လှုပ်ထိုက်တာကိုလုပ်ရမယ်မသိခင်မှာမလုပ်မလဲကောင်းမှုကုသို့ ူတပားကမနာလို့ဖြစ်နေเนาะအခုခေတ်ကလေးမှလေးဆိုသိမနာလို့ဖြစ်တယ်အာပြီးလို့ရှိရင်အပြိုင်ဆိုင်နေများတယ်ကြော်ကြားခြင်းချင်းစိတ်တွေများတယ်အဲ့ဒီခါကျတော့သိရမလားသူတို့တွေအပြစ်ထဲမှာနေပြီးတော့သိမာ living together တွေကိုမင်းသားမင်းသမီးတွေဇလုံးတွေဆိုရှုပ်ရှက်ခတ်ရနေရပဲသိလားအဲ့ဒီကိုကြည့်ပြော်လေးတချို့ဆိုလို့ရှိရင်လည်းလင်းပြိုင်ပွဲတွေရလည်းရှိသေးတာအနည်းလင်းကဘလောက်ရှာနိုင်လဲငါလင်းကဘလောက်ရှာနိုင်လဲ အဲ့ဒါမျိုးတွေပေါ့နော်ဘဘွားကြီးမှလေဘာလို့သူများနဲ့ရှောက်ပြိုင်နေရလဲနော်ကိုဘွားကွာသားကိုရိုရိုအေးအေးလေးနဲ့ကိုရဲ့ယောက်ျားကိုချစ်တယ်ဆိုလုံလောက်ပြီလေနော် အားလုံးဟိုလူနဲ့လိုက်ပြိုင်ဒီလူနဲ့လိုက်ပြိုင်အာဟိုလူကဘလို့ပြောတယ်နေယောက်ျားဘလောက်ရှာနိုင်နေငါယောက်ျားကဘလောက်ရှာနိုင်နေအဲ့ဒါတွေပြောမနေကြပဲနဲ့ကိုယ့်ရဲ့ မိသားစုဘဝလေးကိုပဲကိုစစ်ကျင်တဲ့အောင်နေမယ်ကိုမိသားစုဘဝလေးကိုပဲကိုကျင်တဲ့အောင်ကြည်ရှုမယ်ဆိုလို့ရှိရင်အဆင်ပြေနေရောเนาะဒါကြောင့်ဒီနေ့ like ကပြအရှာကြီးပြောတော့ဘူးเนาะနည်းနည်းလေးလေးလုံးอ่ะအိတ်ချင်တော့ခဏအိတ်လာတော့ညနေကြမှာအေးစေးပြောမယ်ဆိုတော့အားလုံး time ထီထိုးထားတဲ့သူများအားလုံး good luck ပါလို့အားလုံးကံကောင်းကြပါစေလို့ဆု